ငယ်ငယ်တုန်းကဆိုရင်ကျွန်တော်ငစိမ့်တယ်လုတ်ခဲ့တယ်ပြီးကြတော့ကချင်သမင်းတို့ဟင်းထုပ်တွေရောင်းခဲ့တယ်ပြီးကြတော့ကုံစင်းတွေရောင်းရောင်းခဲ့တယ်ပြီးကြတော့တစ်ဖက်မှာလည်းကိုအားတဲ့အချင်းတွေမှာပအပယံတွေဘာတွေအဲ့လိုမျိုးတငယ်ချင်းတွေနဲ့အဖွဲလိုက်ပျော်ပျော်ပပလေးတွားလို့ဖြစ်တဲ့အချင်းတွေရှိပါတယ်ဗျအဲကျွန်တော်တို့ဒီငစိမ့်တယ်ကုံစင်းတယ်ဆိုပြီးမှအာပြောကြတဲ့အပေါ်မှာ ကျွန်တော်အများကြီးကြုံခဲ့တယ်အဲ့လိုခြားပြလိုက်ခြင်းအားဖြင့်ကျွန်တော်လိုဘဝသူတွေ ဒီကုံစင်းရောင်းတဲ့လူတွေငစင်းရောင်းတဲ့လူတွေအခြေခံအာလူတန်းစားအလုံးတွေမှာအိမ်မက်ကိုကိုစီအကောင့်အထည်ဖော်နိုင်ခွင့်ရှိရဲဘာပဲဖြစ်နေပါတဲ့လူတွေဘက်မှာကျွန်တော်အငြင်းတန်းရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီငယ်တုန်းကဖြတ်တန်းလာခဲ့ရတဲ့ဘဝတွေကကြတော့တယောက်နဲ့တယောက်မတူကြဘူးပေါ့နော်အဲ့အဲ့ချင်းအဲ့ပေါ်မှာကျွန်တော်တို့မိသားစု ကကြတော့ငငယ်လေးရဆိုအရန်ဆင်းရဲတာဗျငငယ်တုန်းကဆိုရင်ကျွန်တော်ငစိမ့်တယ်လုတ်ခဲ့တယ်ပြီးကြတော့သမင်းကချင်သမင်းတို့ဟင်းထုတ်တွေရောင်းခဲ့တယ်ပြီးကြတော့ကုံစင်းတွေရောင်းရောင်းခဲ့တယ်ပြီးကြတော့တစ်ဖက်မှာလည်းကိုအားတဲ့အချင်းတွေမှာပအပယံတွေဘာတွေအဲလိုမျိုးတငယ်ချင်းတွေနဲ့အဖွဲလိုက်ပျော်ပျော်ပပလေးတွားလို့ဖြစ်တဲ့အချင်းတွေရှိပါတယ်ဗျ 6လကြီးနောက်ပိုင်းလောက်ဆိုကုံစိမ်းသွားရောင်းတယ်မနက်ပိုင်းမှာကျတော့ငါးသွားရောင်းတယ်မူးမူးမလင်းစေးမာတွေငါးသွားရောင်းဖြစ်တယ်အဲ့လိုမျိုးနဲ့ဖြတ်တန်းလာခဲ့ရတာပေါ့နော်တခါတလေကိုအစည်းမရောင်းထွက်တဲ့အချိန်တွေမှာဆိုရင်ကိုကအိမ်မှာသမင်းထုပ်တွေရောင်းတော့အဲ့သမင်းထုပ်တွေလက်ရောင်းဖြစ်ပါတယ်ဗျအဲ့လိုနဲ့အလုတ်အလုတ်တွေစုံသွားတာပေါ့နော်အော်သမင်းထုပ်ကိုကြတော့ကျွန်တော်တို့ဒီငယ်ငယ်ကလေးအားဆိုအိမ်မှာကျွန်တော်တို့တွေဆိုင်ဖွင့်ဖွင့်ထားထားပါတယ်ဗျနော် ဒီလမ်းဘေးမှာပေါ့နော်လမ်းဘေးမှာကျွန်တော်ရှီယူဆိုတဲ့သမင်းဆိုင်လေးဖွင့်ထားတာပေါ့နော်အဲ့အချိန်မှာတော်တော်လေးအဆင်မပြေတဲ့အချိန်မှာဝင်ထမ်းလည်းမခေါ်နိုင်ဘူးဘသူမှလည်းမရှိဘူးအဲ့အချိန်မှာကျွန်တော်မမြင့်သေးရကျွန်တော်အဲ့အချိန်မှာ၄တန်း၅တန်းလောက်ပဲရှိအောင်မယ်နဲ့ဒီလိုပေါ့နော်ကြာအဲ့ဆိုင်စတီဖို့အတွက်ရှီယူဆိုတဲ့သမင်းဆိုင်စဖြစ်လာဖို့အတွက်ကျွန်တော်တို့မိသားစုတွေအများကြီးအာဆင်းရဲဒုက္ခခံပြီးမှရင်းနှီးခဲ့ရတယ်ဒီကြတော့ဒီအခုဆိုရင်ရှီယူဆိုတဲ့သမင်းဆိုင်ကကြတော့မြစ်ချနာမှာဆိုရင် အာဆိုင်ခွဲပေါင်းများစွာလဲဖွင့်လစ်လာနိုင်ပြီးဒီရှီယူဆိုတဲ့နာမည်အပေါ်လူများတွေအရင်မေးကြတဲ့အပေါ်မှာရှီယူဆိုတာကကြတော့အကုန်လုံးတိအောင်ဒီခါလေးရှင်းပြရမယ်ဆိုရင်အကိုအန်ဆာအောင်လာကိုအကုန်လုံးတိတိမှာပါအကိုအန်ဆာအောင်လာရဲ့နာမည်ကကြတော့အောင်လာဆိုတာကကြတော့သူ့ရဲ့နာမည်အရင်အန်ဆာဆိုတာကကြတော့သူ့ရဲ့မျိုးရိုးနာမည်ဖြစ်တာပေါ့နော်အဲ့ချိန်နေမှာကျွန်တော်လဲဒီဂုမ်ခေါနော်ဆိုတဲ့နာမည်ကကြတော့ကျွန်တော်ရဲ့နာမည် ရှေယူဆိုတာကျွန်တော်ရဲ့မျိုးရိုးနာမည်အဲ့ဟာအဲ့ဟာကိုကျွန်တော်ကရှေယူဆိုတဲ့နာမည်ကိုကိုယ့်ရဲ့မျိုးရိုးနာမည်ယူပြီးမှဒီအမှုပညာလောကထဲကိုဝင်လာခဲ့တာပါဗျာဟုတ်အဲ့မှာသမင်းဆိုင်ဖွင့်လာတဲ့အချိန်မှာကျွန်တော်က3-4တန်းပဲရှိပါသေးရဲ့ကုန်စိမ်းစရောင်းတာကကြာတော့ကျွန်တော်6တန်း5တန်း6တန်းလောက်မှကျွန်တော်စစစရောင်းတယ်ဒီငစိမ်းတွေရောင်းဖြစ်တာကကြာတော့ကျွန်တော်က10တန်း ရှစ်တန်းခုနှစ်တန်းရှစ်တန်းလောက်လောက်နေပါခုနှစ်တန်းရှစ်တန်းလောက်ကနေကျွန်တော်စစရောင်းတယ်ငစင်းကိုကြတော့ကျွန်တော်ဆယ်တန်းအောင်တက်ကတူတက်တဲ့အထိကျွန်တော်ရောင်းဖြစ်ခဲ့ပါတယ်ဗျဟုတ်ဒီလိုဖြစ်လာလိမ့်မယ်လို့တော့မမျော်လင့်ဘူးဒါပေမဲ့စိတ်ထဲမှာကြတော့တရုတ်ဆောင်အမှုပညာပိုးကရှိနေတော့တရုတ်ဆောင်ဖြစ်ချင်တယ်တရုတ်ဆောင်ဖြစ်ချင်တယ်ဆိုပြီးမှအဲ့ကလေးကနေကျွန်တော်ဆူတောင်းလာခဲ့တာပေါ့နော်ဖခင်ကဆူတောင်းလာခဲ့ရဲ့အဲ့ဒီပေါ်မှာဖခင်ကကြတော့အချိန်တန်လို့ကိုယ်ကို အာနေရာပေးလာတယ်လို့အာကောင်းကြီးကြီးပေးလာတယ်လို့ပဲကျွန်တော်အာခံယူပါတယ်ဗျဟုတ်အာကျွန်တော်ကိုဒီငစိမ့်တယ်ကုံစိမ့်တယ်ဆိုပြီးမှအာပြောကြတဲ့အပေါ်မှာကျွန်တော်အများကြီးကြုံခဲ့တယ်ပြီးကြတော့ဒီပတ်ဝန်းကျင်မှာလည်းကြုံခဲ့တယ်အခုလက်ရှိကျွန်တော်ရက်တည်နေရဲ့အမှုပညာလောကတွေမှာလည်းကျွန်တော် ကြုံနေဆဲပေါ့နော်ကြုံနေဆဲအဲ့အပေါ်မှာကျွန်တော်ဘာမှတုံ့ပြန်မှုမရှိပါဘူးဘာပဲဖြစ်သူတို့ကိုလည်းအဲ့လိုပြောပေးလို့ကျေးဇူးတင်ပါတယ်ကိုကကြတော့ဝါမရှိပဲနဲ့ဝီမလုပ်ချင်တဲ့အဲ့အာကကြတော့တတော်လေးရှက်ဖို့ကောင်းတဲ့အလုပ်ကိုကိုတကယ်ဆင်းရဲလားဆင်းရဲလို့ဆိုဆိုရင်ဆင်းရဲတဲ့အလျောက်အကောင်းဆုံးတဖြည်းဖြည်းစူးစမ်းသွားတယောက်နဲ့တယောက်က အာလူလောကမှာရှင်တန်လာတဲ့အချိန်မှာဘဝပေးကံကမတူကြမတူကြတဲ့အပေါ်မှာအဲ့ဟာကိုကိုကလက်ခံပြီးမှအကောင်းဆုံးကိုဘဝမြင့်တက်ဖို့အတွက်မြင့်မားဖို့အတွက်အကောင်းဆုံးကြိုးစားအားထုတ်တာအကြတော့အကောင်းဆုံးပါပဲလို့ကျွန်တော်ပြောချင်ပါတယ်သူချစ်ဖို့ခံနေလားဒါမှမဟုတ်ချာသူကနေရဦးလို့ချကျွန်တော်ဘာလို့ဒီလိုမျိုးတွေခြားပြတာလဲဆိုတော့တစ်ဖက်မှာကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံနိုင်တဲ့အားပေးနိုင်တဲ့ပတ်ဝန်းကျင်မှာကျွန်တော်အကောင်းဆုံးရှင်သန်ခြင်းတယ်အကောင်းဆုံးကိုယ့်ဘဝကိုအဲ့မှာကြိုးစားခြင်းတယ်အကိုရဲ့ဘဝကိုအာလက်မခံတဲ့လူတွေမင်းကငစိမ့်တယ်မို့လို့မပေါင်းချင်ဘူးကုံစိမ့်တယ်မို့လို့မပေါင်းချင်ဘူးဆိုပြီးမှပြောလာတဲ့လူတွေရဲ့ပတ်ဝန်းကျင်မှာကျွန်တော်မနေချင်ဘူးအဲအကြောင်းမို့ကျွန်တော်အကောင်းဆုံးချပြရတယ်ချပြရတဲ့အပေါ်အပေါင်းအသင်းတွေအားလုံးလည်းပြကြတော့လူတွေအားလုံးလည်းကျွန်တော်ကိုကြည့်ရတာရှိသလိုချစ်ကြတဲ့လူတွေလည်းရှိရဲ့ အဲ့ပေါ်မှာကျွန်တော်ကဘသူကကိုယ့်ဘက်မှာပါတယ်ဘသူကကိုယ့်ကို supporting ပေးတယ်ဆိုတာတွေအကိုကစဉ်းစားချင်းချိန်ပြီးမှအာကိုယ့်ကိုချစ်တဲ့ပတ်ဝန်းကျင်မှာကိုယ်ချစ်ရတဲ့သူတွေနဲ့အကောင်းဆုံးရှင်းတာနေရပါအဲ့လိုချပြလိုက်ခြင်းအားဖြင့်ကျွန်တော်လိုဘဝသူတွေဒီကုံစင်းရောင်းတဲ့လူတွေငစင်းရောင်းတဲ့လူတွေအခြေခံအာလူတန်းစားအားလုံးတွေမှာအိမ်မက်ကိုကိုစီအကောင့်အထဲဖွင့်နိုင်ခွင့်ရှိရယ်ကိုစူးစမ်းပါစိတ်အားမငယ်မငယ်ပါနဲ့ ဒီကုံစိမ်းရောင်းရင်လည်းလမ်းဘေးမှာအမိုက်ကောက်နေရင်လည်းတနေ့မှာကိုကအမြင့်ကိုရောက်နိုင်တယ်ဆိုတော့ image တခုကိုကတည်ဆောက်နိုင်တယ်ဆိုတော့အဲ့ message လေးကျွန်တော်ပေးချင်လို့ကျွန်တော်ဒီဒီရတွေကိုကိုရဘွားကိုဘယ်လိုပြောရမလဲအရင်ခံပြီးမှကျွန်တော်ချချပြရချင်ဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ် အနေပါတဲ့လူတွေဘက်မှာကျွန်တော်အမြဲတမ်းရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာ။ဒီယမဇလန်သွဲမှာအာသင်မင်းလက်ကာရိုက်တာကိုအားပေးကြတဲ့လူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ဘာပဲဖြစ်ဖြစ်အာပရိသတ်တွေရဲ့ယဉ်သဲမှာနေရာနည်းနည်းပေးရင်ကိုကျေနပ်ပါတယ်။အာဒီတရားပုံမှာတပုံလောက်ပေးရင်ကိုကျွန်တော်ကျေကျေနပ်ပါတယ်။အားလုံးခုနှစ်ရက်တာတမီအားလုံးကျမချမ်းသာကြပါစေ။ဘိုင်ဘိုင်